ပရိသတ်ကြီးအားလုံးမင်္ဂလာပါဗျ။ကျွန်တော်ရဲ့ Zam Story Channel လေးကနေပြီးတော့ပြန်လဲကြိုးစို့လိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလံလေးကတော့ဘုံကြီးကျောင်းတစ်ခုမှာဖြစ်သွားခဲ့တဲ့ဒိလန်ရောက်ချားပွဲဟာတရေဇလံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေ။တခါတော့ဟာထိုင်းမြန်မာနယ်စပ်ကရွာလေးတူရမှာဘုံကြီးကျောင်းကြီးတစ်ချောင်းရှိခဲ့ပါရစေ။အဲဒီကျောင်းကြီးဟာရွာလေးနဲ့အနေငယ်အလံဝေးပြီးတော့ကျောင်းကြီးရဲ့ပတ်ပတ်လေးကိုတော့ကြီးမားရဲ့အစ်တပည့်ကြီးများကဝန်းရံလို့နေခဲ့တယ်ဗျာ။ ဲ့ဒီဖုန်ကြောင်းကြီးထဲမှာတော့ဥနတ်ထီယာလို့ခေါ်တဲ့ဖုန်ကြီးတစ်ပါးဟာတရင်သုံးနေထိုင်တော်မူခဲ့တာပေါ့ဇီရတော်ဥနတ်ထီယာဟာတတော်60နဲ့ဝါတော်30ခန်းရှိနေပြီဖြစ်ပြီးတော့ဒီဝါလုံးကလေကြီးညိုလေးစားလို့နေခဲ့ကြတာပါအဆိုပါဖုန်ကြီးကြောင်းကြီးထဲမှာတော့ကိုရီလေးတစ်ပါးရှိနေပြီအဲ့ဒီကိုရီလေးကတော့မကြသေးခင်ကမှသဒနာပေါင်းလေးကိုရောက်လာတဲ့အသက်70နှစ်ခန့်အရွယ်ဖိုးသားလေးသာဖြစ်သေးကြ ကိုရင်ဘွားမှာတော့ဖိုတာလေးရဲ့ဘွဲ့နာမည်ဟာအရှင်ခမိတာဖြစ်ပြီးတော့ဘာသာသဒ္ဒနာကိုယုံကြည်ကိုးကွယ်လွန်းလို့သဒ္ဒနာပေါင်းတွေကိုဝင်ရောက်လာခြင်းသာဖြစ်တာပေါ့ကိုရင်လေးရဲ့စိတ်ထဲမှာတော့ငြိမ်းချမ်းမှုအစစ်အမှန်ကိုရှာကျင်လို့သာဖြစ်ပေမဲ့လည်းလက်တွေမှာတော့အကြောင်းကြီးနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်ထဲမှာမတင်ကားစရာတွေဖြစ်လို့နေခဲ့တယ်ဗျနောက်ပြီးတော့ဒီအကြောင်းကြီးထဲမှာကိုရင်ငယ်လေးတွေမကြာခဏပျောက်ဆုံးနေရဲဆိုတဲ့သတင်းတွေကလည်းပေါ်ထွက်လို့နေခဲ့တာပါ အဲဒီဘုံကြီးရောင်းကြီးထဲမှာတော့ကြီးမားလွန်းလာတဲ့စင်းလူတော်ကြီးတစုရှိနေပြီးတော့ရွာသူရွာသားများဟာအဲဒီရုပ်ပွားတော်ကြီးကိုယုံကြည်ကိုးကွယ်လို့နေခဲ့ကြပါတယ်။ကိုရီလေးခမိန်သားဟာကျောင်းတန်ရှင်ရီကိုလှုပ်ပြီးတဲ့အခါမှာတော့မိမင်းကြီးဟာလည်းတဖြည်းဖြည်းနဲ့မုတ်ကိုစောင်းဝိုင်းကြီးရဲ့အတူနဲ့ကိုဝင်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့ညာဦးပန်းကိုရောက်ရှိလာပြီးကိုရီလေးခမိန်သားလည်းကျောင်းတန်ဆရာတော်ကြီးတရင်သုံးနေထိုင်တော်မူတဲ့ဖျားကန်လေးတွေကိုဝင်သွားခဲ့တယ်ဗျာ။ ဗရာကန်လေးထဲမှာတော့အကြောင်းတိုက်ဆရာတော်ကြီးဦးနတ်ထီယာဟာတင်းမြေခွေပြီးတော့တရားထိုင်လို့နေခဲ့ပါတယ်။ဒီလိုနဲ့ကိုရီလေးခင်မိတ်သားလေးကြောင်းနိုင်ဆရာတော်ကြီးကိုဥထားလိုက်ပြီးတော့အခုလိုမေးလိုက်တာပေါ့။အရှင်ဘုရားတပည့်တော်ဒီကြောင်းကြီးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတစ်ခုခုကိုခံစားနေရတယ်လို့ပဲဗျာ။ပြီးတော့သူများကြီးပြောရလဲကြားဘူးတယ်။ဒီကြောင်းမှာကိုရီလေးတွေတနေ့တစ်ခါပြောက်တယ်ဆိုအဲ့ဒါတကယ်လားဗျာ။ဟေ့ကိုရီလေးခင်မိတ်သားအဲ့ဒီစကားဒီကိုဘယ်ကကြားလာတာတော့ ဒီကြောင်ထဲမှာဘာမှလည်းမရှိသလိုဘယ်ကိုရင်မှလည်းမပြောက်ဘူးကွယ်။ဖရာရိတ်တရားရိတ်ဆိုတာအရန်အေးချမ်းတဲ့နေရာတစ်ခုပဲ။တင်မဖရာဟုတ်တာမဟုတ်တာတော့မသိပါဘူး။တပည့်တော်လေရွာထဲကပြောတဲ့နေကိုကြားခဲ့တာပါ။ပြီးတော့တပည့်တော်ဒီကြောင်ကြီးကိုရောက်ဖို့ဆိုတဲ့ကစိတ်ထဲမှာတစ်ခုခုကိုခံစားနေရတယ်လို့ပဲ။တစ်ချက်တစ်ချက်ဆိုကြောတွေပါချမ်းချမ်းနေတယ်ဖရာ။ကဲကိုရင်လေးခင်မိတ်တာတော်တော့ကွယ်။ကိုရင်လေးခင်တယ်လို့ဒီကြောင်ထဲမှာဘာမှလည်းမရှိဘူး။ပြီးတော့ဘယ်ကိုရင်မှလည်းမပြောက်ဘူးကွာ။ တော်တော်တော်လှုပ်ဆရာရှိတာကိုလို့ပြီးရင်အဲ့တော့အဲဒီလိုပြောပြီးတော့ဦးစင်ဦးနဲ့တရားဟာကိုရင်လေးခမိန်တာကိုသူ့ရဲ့အကြောင်းဆောင်လေးစီကို ပြန်သွားဖို့အတွက်မင်းလိုက်တာပေါ့ဒုက္ခမှာတော့ကိုရင်လေးလေးကျောင်းနိုင်ဆရာတော်ကြီးရဲ့စကားတိုင်းပဲသူ့နေထိုင်ရာအကြောင်းဆောင်လေးစီကိုပြန်သွားခဲ့ပါတော့တယ်ဒီလိုနဲ့ညင်းအတော်တက်လာတဲ့အခါမှာတော့ကိုရင်လေးခမိန်တာလေးအိမ်မောကြလို့သွားခဲ့တယ်ဗျအဲနောက်ကိုရင်လေးခမိန်တာတပါအိမ်မောကြနေစင်မှာပဲကိုရင်လေးရဲ့နားထဲမှာ အတန်တစ်ခုကိုကြားလိုက်ရပါတော့တယ်။အဲဒီအတန်ကတော့အဝေးတန်ရကနေဆွဲဆွဲငင်ငင်ဦးနေတဲ့ခွဲဥတန်ကြီးလာဖြစ်တာပေါ့။အဲဒီခွဲဥတန်ကြီးကြောင့်ပဲကိုရင်လေးတစ်ပါးနိုးလာခဲ့ပြီးအချိန်ကိုကြည့်လိုက်တော့မနက်တနားတောင်ထိုးလို့နေခဲ့ပြီဗျာ။အရာရာကိုဆက်စုလို့သိရှိတဲ့ကိုရင်လေးဟာလည်းအဲ့ရတဲ့ကနေထားလိုက်ပြီးတော့အတန်ကြားရနောက်ကိုလိုက်သွားခဲ့တယ်ဗျာ။မင်းပြပြလာရအောင်အောင်မှာတော့ကိုရင်လေးခင်မိတာဟာမိရင်လေးကိုညာဘက်လက်ကဆွဲပြီးအတန်ကြားရဘက်ကိုတလန်ချင်းလှမ်းသွားခဲ့ပါတော့တယ် ။အဲဒီအချိန်မှာပဲရုပ်ပွားတော်ထားကြီးရာကျောင်းဆောင်တွေကနေပြီးကျောင်းဆရာကောင်းတဲ့အတန်ကြီးတစ်ခုကိုရုပ်ရည်ရဲ့ကြားလိုက်ရတယ်ဗျာ။အဲဒါကြောင့်ကိုရင်လေးလေးချက်ချင်းဆိုတော့ပဲအတန်ကြားရာဘက်ကိုလဲကြည့်လိုက်ပါတော့တယ်။တို့ကမှာတော့ယုတ်တည်းရဆိုတော့လည်းကျောင်းကန်းရဲ့တကားဝါဟာပွင့်လန့်နေရာကနေပြီးတော့ပြန်ပိတ်လို့သွားခဲ့ပါတော့တယ်။အဲဒါကြောင့်ကိုရင်လေးလည်းခြေကိုဆက်မသွားတော့ဘဲနေဇနုတော်ထာယာဖျားခန်းနေကိုဝင်သွားဖို့အတွက်ဆုံးဖြတ်ချက်ချလိုက်တာပေါ့။ ။ထို့နောက်မှာတော့ကိုရင်လေးဟာအဲ့ဒီဖျားကန်းလေးကိုပဲဥတီပြီးတော့ဝင်သွားခဲ့တယ်ဗျ။ဒီလိုနဲ့ဖျားကန်းလေးကိုရောက်တဲ့အခါမှာတော့ကိုရင်လေးခင်မိတာလေစင်းတို့ရဲ့ဘေးပတ်ပတ်လေးကိုလိုင်းလံပြီးတော့ကြေရှူလို့နေခဲ့ပါတော့တယ်။တခါလို့မောင်မဲနေရဖျားကန်းကြီးထဲမှာတော့ကိုရင်လေးကင်ဆောင်လာတဲ့မိအလင်းအောင်ဟာမှုံကျူကျူလေးသာလင်းလို့နေခဲ့တာပေါ့။အဲဒီမိအလင်းရောင်ရဲ့အောက်မှာတော့ဗုဒ္ဓရုပ်ွားတော်ကြီးဟာရွာရောင်တဝင်းဝင်းနေအရောင်ပြားလို့နေခဲ့တယ်ဗျာ။ ဇင်နူရိုရဲ့ဘေးပတ်ဖက်လေးကိုလှဲ့ပတ်ကြည့်ရှုလိုက်ပေမဲ့လေဘာဘုံမှမတွေ့ရတဲ့အဆုံးမှာတော့ကိုရင်လေးလေးဇင်နူရိုကြီးကိုကြီးလိုက်ပါတော့တယ်အဲဒီခါမှာတော့ကိုရင်လေးခင်မိန်တာတပါမြင်လာရတဲ့မြင်ကွင်းတစ်ခုကြောင်းပါဇက်အဟောင်းသားဖြစ်သွားပြီးတော့ချက်တီတေးသွားခဲ့ပါတော့တယ်ဘုရားကန်းထဲမှာရှိနေတဲ့ဇင်နူရိုကြီးဟာပါဇက်အဟောင်းသားဖြစ်နေပြီးပါဇက်ထဲကနေလေအပုံနံ့လူဟာတထောင်းထောင်းနဲ့ထွက်လို့နေခဲ့တယ်ဗျာနောက်ပြီးဇင်နူရိုရဲ့ပါဇက်ထဲကနေပြီးတော့လေသွေးစာတွေဟာစီးကြလို့နေခဲ့တာပါ အဲဒီနောက်မှာတော့စင်းနူတော်ရဲ့ပါဇက်ထဲမှာကြောက်စရာကောင်းတဲ့အတုံပြင်းရှိတဲ့ဘလူးကြီးတီကောင်ရှိနေတာကိုမြင်လိုက်ရပါတော့တယ်။အဲဒီဘလူးကြီးဟာနေရဲတောက်လောင်နေသောမျက်လုံးတစ်စုံနဲ့တူစင်းနူတော်ရဲ့ပါဇက်ထဲကနေပြီးတော့တွင်လေးခင်မင်တာကိုစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။ဘုံမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ကိုရီလေးခင်မင်တာလေးကြောက်လန့်တုံ့လောက်သွားပြီးနောက်ကိုပင်ပြန်မကြည့်တော့ပဲကျောင်းနဲ့တင်ပါတသားထဲချောင်းဖပြေးလို့သွားခဲ့တယ်ဗျာ။ ကျောင်းဝင်းထဲမှာတော့မွေးမြူထားတဲ့ခွေများဟာလည်းကျောင်းစီယာကောင်းတဲ့အတန်ကြီးတွေနဲ့အတူဇွဲငင်စွာအူလို့နေခဲ့ပါတော့တယ်။အခုလိုကိုရင်လေးခင်မင်းများတပါပြန်လဲထွက်ပြေးသွားတဲ့အခါမှာတော့ဘုရားကန်းထဲမှာကြံရှိခဲ့တဲ့စင်းလူတော်ရဲ့ပါဇက်ကြီးဟာလည်းပြန်ပြီးတော့ပိတ်သွားခဲ့တော့တာပေါ့။ဒီလိုနဲ့လင်းကျက်တန်နဲ့အတူရွှေဝါရောင်နေမင်းကြီးဟာလည်းမုတ်ကုတ်စဝမ်းကြီးရဲ့အရှိတ်ဘက်ကနေပေါ်ထွက်လာပြီးတော့မနက်ခင်းကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကိုရင်လေးခင်မင်းကြလေးဘုံကြီးကျောင်းဝင်းကြီးရဲ့ရှေ့မှာတပြက်စီလဲနေရင်ကျောင်းတန်ရှင်ရေလှုပ်လို့နေခဲ့ရပေါ့ဒါပြီလို့ကိုရင်လေးကျောင်းတန်ရှင်ရေလှုပ်နေတာကိုတော့ဘုံကြီးကျောင်းဆောင်ဘောကနေဦးစင်ဦးနဲ့ထီရကကြည့်လို့နေခဲ့ရဲဗျာဦးစင်ဦးနဲ့ထီရရဲ့အကြည့်များဟာလေတာမန်နဲ့မတူပဲစိတ်ရှင်ရှင်မျက်လုံးများနေအတော်လေးပုံကြောက်စရာကောင်းလို့နေခဲ့တာပေါ့အဲလိုဦးစင်ကြည့်နေတာကိုလေကိုရင်လေးခင်မင်းကတီးလို့နေခဲ့ရဲဗျာ ။ဘုံကြီးဂျောင်းဝင်းကြီးတစ်ခုလုံးကတော့ကြီးမားသောတပ်ပင်းကြီးများဖုံးလွှမ်းနေတာကြောင့်စိုင်းစိုအုံမိုင်းလိုနေခဲ့တာပါ။အဲဒီတော့ကျောင်းနိုင်ဆရာတော်ကြီးရဲ့အလင်မှာတော့ကိုရင်းလေးလေးဘုံကြီးကျောင်းထဲကနေအများဆုံးထွက်ပြေးလို့တွားခဲ့ပါတော့တယ်။ကိုရင်းလေးရခြေလမ်းများကိုကျဲကျဲလမ်းပြီးတော့သူ့ရဲ့အိမ်လေးရှိရာကိုပြေးလို့တွားခဲ့တာပေါ့။ဒီလိုနဲ့အိမ်ကိုရောက်တဲ့အခါမှာတော့ဘာခင်ဖြစ်သူဦးခင်မောင်ကဒါဖြစ်သူကိုရင်းလေးကိုမြင်လာရတဲ့အခါမှာတော့အပေါက်လေးကိုလာရောက်လှက်ပေးလိုက်တယ်ကြ။ ။ဒါပြီးနောက်မှာတော့ဥက္ကမဟာဒါဖြစ်သူကိုကြည့်ပြီးတော့အခုလိုမေးလိုက်ပါတော့တယ်။ကိုရင်လေးဘာဖြစ်လို့ပြန်လာတာလဲကွယ်။ကိုရင်လေးပြန်လာတာဇေယတော်ဖျားကြီးရောတည်လား။အဖေအဖေအသားကိုအပေါက်ရင်လက်ပေးပါဦးအဖေ။မြန်မြန်လုပ်ပေးပါမြန်မြန်လေးလက်ပေးပါ။အဲ့နောက်မှာတော့ဦးခင်မောင်လေးဒါဖြစ်သူကိုအပေါက်ဖွင့်ပေးလိုက်တော့တာပေါ့။နောက်ပြီးတော့တို့တို့သားဖာနေဟာအိမ်လေးရဲ့အခန်းလေးကိုဝင်သွားခဲ့တယ်ဗျ။အဖေဖုန်ကြီးကျောင်းလေးကစနုတော်ကြီးကလေ။အဲအဖေတည့်ရမလား။ ေးတည့်ရလေအဲ့ဒါအဖေတို့တရားလုံးကိုကိုွယ်နေရဲ့စင်းနုတော်ပဲကွာဘာဖြစ်လို့လဲအဖေအဲ့ဒီစင်းနုတော်ကအယောင်ဆောင်လာတဲ့စင်းနုတော်ကြီးဖျားတကယ်တော့အဲ့ဒါစင်းနုတော်အစင်မဟုတ်ဘူးမရိနာကကျွန်တော်အဲ့ဒီဖျားကန်နေကိုရောက်ခဲ့စင်းနုတော်ရဲ့ပါဇက်ကြီးကဟားပြီးတော့ပါဇက်ရဲကနေပြီးတော့လေသူရစီကြနေရပုတ်စော်ရဲလည်းနာထောင်းနေရပဲဗျာဟေးကိုရင်လေးဘာလို့ရှောက်ပြောနေရလဲကွာအဲ့ဒါအဖေတို့တရားလုံးကိုကိုွယ်နေရဲ့စင်းနုတော်လေအဲ့ဒီလိုမအုပ်မချင်မပြောရဘူးကွာ အဖေရလေဗျာကျွန်တော်တကယ်ပြောနေတာဗျာမနေ့ညကကျွန်တော်မျက်စိနဲ့ကိုမြင်ခဲ့တာကျွန်တော်တို့အဲ့ဒီဘုံကြီးရောက်ကိုပြန်မသွားတော့ဘူးနော်အဖေမဟုတ်ရင်ကျွန်တော်ဘလို့စားတာကိုခံရလိမ့်မယ်ဗျာဒီမှာငါ့တာမင်းကိုကိုရင်ဝတ်ပါလို့ငါအပြစ်မခံခဲ့ဘူးနော်အေးထွက်ချင်းရလို့ရှင်လေကျောင်းတိုင်းဆရာတော်ကြီးစီကိုခွင့်ပန်ရအောင်မဲခွဲအဲ့တော့အခုမင်းချက်ချင်းကျောင်းကိုပြန်တော့ဘာခင်ဖြစ်သူဥခင်မောင်ဟာအဲ့လို ပြောဆိုပြီးတော့ကျောင်းရှိရာကိုအတင်းပြန်ခိုင်းလိုက်တယ်ဗျာဘာခင်ဖြစ်သူရဲ့ဇကာကိုမလွန်ဆန်နိုင်တဲ့အခါမှာတော့ ဒါဖြစ်သူကိုရင်လေးလေးကြောက်ကြောက်လက်လက်နဲ့ဘုံကြီးကျောင်းထဲကိုပြန်သွားခဲ့ပါတော့တယ်။ကိုရင်လေးဟာတနေ့ကိုအိမ်မှာပဲချိန်နေခဲ့တာကြောင့်သူပြန်လာတဲ့အချိန်ကအတော်လေးကိုမိုးချုပ်လို့နေခဲ့ပါပြီ။ဘဝန်ကျင်တစ်ခုလုံးဟာလည်းမှောင်မဲပြီးတော့တိတ်ဆိတ်လို့နေခဲ့တာပေါ့။ဒီလိုနဲ့ကိုရင်လေးလေးဘုံကြီးကျောင်းထဲကိုရောက်လာပြီးသူ့ရဲ့အခန်းလေးတွေကိုဝင်သွားခဲ့ပါတော့တယ်။ပြန်ရောက်လာတဲ့အချိန်ကတော့အတော်လေးညှင့်တက်နေပြီဖြစ်တာကြောင့်ကိုရင်လေးခင်မိန်တာလေအရာလေးကိုခင်းပြီးတော့အိတ်ဆက်ဖို့ရာအတွက် ပြင်ဆင်လိုက်တာပေါ့အခန်းလေးရဲ့တောင်မှာတော့ရေနံစီမီးရင်လေးကိုထွန်းညိတာပြီးမီးအလင်းရောင်ကလည်းအခန်းလေးထဲမှာမှုံကျူကျူလေးလင်းလို့နေခဲ့လေဗျအဲဒီချိန်မှာပဲအခန်းရဲ့အပြင်ဘက်ကနေပြီးတော့အတားတစ်ခုကိုကြားလိုက်ရပါတော့တယ်ကိုရင်လေးခင်မိတာတကားကိုဖွင့်ပြပါဦးခဏလောက်ဘာဖုန်ကြီးကိုရင်လေးကိုပြောစရာရှိလို့အခန်းရဲ့အပြင်ဘက်ကနေပြီးတော့ကျောင်းတိုင်းဆရာတော်ကြီးရဲ့စကားတံကိုကြားလိုက်ရတဲ့အခါမှာတော့ကိုရင်လေးခင်မိတာလေးအပေါတကားလေးကိုဖွင့်ပေးလိုက်တာပေါ့ အခိုင်အမာပြင်ပမှာတော့ကျောင်းနိုင်ဆရာတော်ကြီးကရောက်ရှိလို့နေခဲ့ပြီးအေးဆက်တင်းကျိန်သော အကြီးများနေတူကိုရင်လေးကိုစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကျောင်းနိုင်ဆရာတော်ကြီးဟာသူ့ရဲ့နောက်ကျောဖက်မှာဖွက်ကွယ်ယူဆောင်လာတဲ့လက်ရိုက်တင်းမုံတစ်ချောင်းကိုထုတ်လိုက်ပါတော့တယ်။နောက်ပြီးအဲဒီတင်းမုံနဲ့ကိုရင်လေးရဲ့ဥကောင်းကိုအားရပါရရိုက်ချလိုက်တယ်ဗျာ။အဲလိုအကြိုက်ခံလိုက်ရတဲ့အခါမှာတော့ကိုရင်လေးလေးတချီအထွဲ့တတိလေးမေမျောလို့သွားခဲ့ပါတော့တယ်ဒီလိုနဲ့ကိုရင်လေးတတိပြန်ရလာတဲ့အခါမှာတော့ကိုရင်လေးဟာ စင်းတို့တော်ရှိတဲ့ဖရာကန်းထဲမှာရောက်ရှိနေတာကို သိလိုက်ရပါတော့တယ်။သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ကျိုးရည်နဲ့ချီနှောင်လို့ထားခဲ့တယ်ဗျာ။ကိုရင်လေးရဲ့ရှိမှာတော့ကျောင်းတိုင်ဆရာတော်ကြီးဦးနှက်ထီရာရှိလို့နေခဲ့ပြီးကျောင်းတိုင်ဆရာတော်ကြီးဟာစင်းတို့တော်ရဲ့ဘကုတ်မျက်နှာမူပြီးတော့လောကိုချီပြီးဂါထာမန္တန်တွေကိုရွတ်ဆိုလို့နေခဲ့ပါတယ်။အဲဒီနောက်ခဏကြာမှာတော့စင်းလူတော်ရဲ့ပဇက်ကြီးဟာဖွင့်ဟန်လို့လာခဲ့ပြီးအပုပ်ရဏမြားလည်းပတ်ဝန်းကျင်တစ်ခုလုံးကိုဘုံလွှမ်းလို့သွားခဲ့တယ်ဗျ။ပဇက်ထဲမှာတော့ဘလူကြီးတွေကောင်ရှိနေတာကိုမြင်လိုက်ရပြီ အဲ့ဒီဘလူးကြီးဟာနေရဲတောက်လောင်နေသောမျက်လုံးတစ်စုံနဲ့တူမကြခင်မှာသူ့ရဲ့သားကောင်ဖြစ်တော်မူကိုရင်လေးကိုစိုက်ကြည့်လို့နေခဲ့တယ်ဗျာ။နေရင်တော့မှတော့ကြောင်းတိုင်ဆရာတော်ကြီးကလည်းကျိုးရင်နဲ့တုံတုံထားတဲ့ကိုရင်လေးရဲ့ခြေတော်ကိုဆွဲကင်လိုက်ပြီးဇင်းလူတော်ရဲ့ပါဇက်သေးကိုထည့်ဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။ကိုရင်လေးခင်မိတာလေးကြောက်လန့်တော်လုံးစွာနဲ့ကြောင်းတိုင်ဆရာတော်ကြီးကိုအော်ဟင်ငိုယူပြီးတော့တောင်းမှန်လို့နေခဲ့တာပေါ့။အဲဒီအချိန်မှာပဲကြောင်းတကားဟာရုတ်တရက်ပွင့်လာပြီးတကားဝါရဲ့ရှိမှာတော့ ကိုရင်လေးရဲ့ဖခင်ဖြစ်သူဦးခင်မောင်ရောက်ရှိနေတာကိုမြင်လိုက်ရပါတော့တယ်။ဦးခင်မောင်ဟာလက်ထဲမှာလည်းတန်တော်ဝင်တစ်ချောင်းကိုကင်ထားပြီးတော့ကျောင်းတိုင်းဆရာတော်ကြီးရှိရာကိုပြေးလာခဲ့တယ်ဗျာ။ဒေါက်တာအကျဉ်းရတဲ့ဘုံကြီးပါလားဗျာ။ဒေါက်တာကိုလည်းအောက်တန်းကြပါလား။အခုချင်းချင်းကျုပ်သားကိုလွတ်လိုက်စမ်း။ဟေးကိုခင်မောင်ခမသားကိုကျုပ်ဘာလုပ်နေလို့လဲဗျာ။ခမသားကိုနတ်ကောင်းနှံပြည်စောက်ရှောက်အောင်ကျုပ်ဘုံကြီးကကူညီပေးနေတာ။မသိရင်လည်းအตาလေးနေဒေါက်တာတော့အခန်းထဲကနေအမြန်ဆုံးထွက်သွား။ ။ဘုံမှာဒီဖုန်းကြီးကလူမိကမှလာလိမ်နေသေးတယ်။ခမရဘလို့ဖုန်းကြီးလဲဆိုတာကိုကျုပ်တရွာလုံးတီအောင်ရှောက်ပြောမယ်ဗျာ။ခမရကြိုးအကြောင်းကို ကောင်းကောင်းသိစေရမယ်။အဲလိုပြောဆိုပြီးတော့ဦးခင်မောင်ဟာအားနဲ့မန်နဲ့ပြေးလာပြီးလက်ထဲကတန်တဝင်းနေဖုန်းကြီးကိုရိုက်ချလိုက်တယ်ဗျာ။ဘုကမှာတော့ဖုန်းကြီးကလင်းမြန်စွာရှောင်းလိုက်ပြီးဦးခင်မောင်ကိုစတင်ပြီးတော့ထိုးနှံလိုက်ပါတော့တယ်။အတကြီးနေပြီဖြစ်တဲ့ဦးခင်မောင်လေးကျောင်းတိုင်းဆရာတော်ကြီးရဲ့နှက်ဆက်သမ ्या ကိုအလိုလေခံစားလို့နေခဲ့ရတာပေါ့ ။အဲဒီခါမှာတော့ဦးခင်မောင်ဟာလက်ထဲကတန်ရဝင်းကိုပြစ်ချလိုက်ပြီးခြေသမားအားကိုအသုံးပြုကာကြောင်းတိုင်းဆရာတော်ကြီးကိုပွေ့ချလိုက်တယ်ဗျ။လုံးအောင်မှာတော့ဦးခင်မောင်ဟာဖွင့်ရနေတဲ့ဇနုရောရဲ့ပါဇက်ထဲကိုကျောင်းတိုင်ဆရာတော်ကြီးကိုပြစ်ချလိုက်ပါတော့တယ်။ဒုက္ခမှာတော့ဖွင့်ရနေတဲ့ပါဇက်ကြီးကလည်းကျောင်းတိုင်ဆရာတော်ကြီးကိုအားရပါရကြိုက်ချလိုက်တော့တယ်ဗျ။အဲဒီနောက်မှာတော့ပါဇက်ထဲကနေဂျီမားရဲ့လက်ဂျင်းချွန်အပေါ်ထွက်လာပြီးကျောင်းတိုင်ဆရာတော်ကြီးကိုဝါမျိုးပြစ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ခဏကြာမှာတော့ဘဇတ်ထဲကနေပြီးသွေးတွေဟာလေကြမ်းမြေမကိုစီးကြလို့လာခဲ့ပါတော့တယ်အဲ့ဒီမြင်ကွင်းကြီးကိုမြင်လိုက်ရတဲ့ဘုခင်မောင်တို့တားပါနေရောလေအဖြစ်အပျက်တွေကိုငေးမောကြည့်ရင်ချက်တည်တည်လို့နေခဲ့ကြတာပေါ့ဒီလိုနဲ့ခဏကြာမှာတော့သူတို့တားပါနေရောကလည်းအဲ့ဒီအခန်းလေးတွေကနေအပြင်ဘက်ကိုထွက်လာခဲ့တယ်ဗျကိုရင်လေးခင်မင်းရကတော့ဖခင်ဖြစ်သူရဲ့ကေတမှုကြောင့်ပဲလူသားသားစင်းလူတော်ရဲ့ရန်ကနေကင်းလွတ်လို့သွားခဲ့ပါတော့တယ်ပြိဿမြန်ခင်ဗျကျွန်တော်ရဲ့တင်ဆက်မှုလေးက မွေထိုင်းဇလံကိုဘာသာပြန်တင်ဆက်ခြင်းသာဖြစ်ပါတယ်။အဲဒါကြောင့်တင်ဆက်မှုလေးမှာမဲဆွေတို့ဘဝင်မကြတာလေးများရှိခဲ့ရင်လေအန္တာဒိမ့်မှတခုအနည်းနဲ့သာရှုမြင်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဗျ။ကျွန်တော်ကတော့တင်ဆက်သူမှနဲ့ပဲဖြစ်ပါတယ်။ဇလံလေးကတော့ဒီမှာနဲ့ပြီးဆုံးလို့သွားခဲ့ပါပြီတကယ်ကျွန်တော်ရေအဆုံးအထိနားဆင်ပေးရတဲ့အတွက်လေမဲဆွေတို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်ကျွန်တော်တို့နောက်တစ်ပုတ်မှအကောင်းဆုံးနဲ့ပြန်လာခဲ့ပါမယ်။